မင်္ဂလာပါရှင်။ Margaret Thai ရဲ့ရွှေပြောင်းရေးရသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ပြည်တွင်းပြည်ပရွှေပြောင်းအလို့သမားများနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မဟာချိုင်မှာဗတ်တင်မိုးစောင့်နေတဲ့မြန်မာအလို့သမား132ဦးကိုထိုင်းရဲကဖမ်းလိုက်တဲ့သတင်းကိုပထမဆုံးပြောပြပေးပါမယ်။ ထိုင်းနိုင်ငံစမွန်စကွန်ခရိုင်မဟာချိုင်းနယ်မြေအလုသမားတန်လျားမှာရှိတဲ့အလုသမားလူသစ်ဗတ်တင်မိုးစောင့်နေတဲ့မြန်မာနိုင်ငံသားအလုသမား132ဦးကိုထိုင်းရဲတွေကမနေ့ကညနေ3နာရီခန့်မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ဦးဆောင်တာဝန်ခံကိုရဲမင်းကပြောပါတယ်လက်ရှိတော့စစ်ဆေးတော့မယ်မဟာချိုင်းမှာပွဲစားတွေကမြန်မာတွေကို လာထားတဲ့တိုက်တန်းမှာဖြစ်တာမြန်မာတွေကအကျွေးတွေနဲ့ဒုက္ခရောက်ကုန်ကြပြီး သိန်း80လက်ငင်းပြီးပြီးတက်လာရတဲ့အလုသမားတွေဖြစ်တယ်လို့ကိုရဲမင်းက Minecraft ထိုင်းကိုပြောပါဗယ်။ပွဲစားချင်းချင်းအဝေမတက်ဖြစ်ရကနေပွဲစားတအူးကနေရအတီးချားနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတိုင်ကြားရာကဝင်ဖမ်းရတာဖြစ်တယ်လို့ကိုရဲမင်းကဆက်ပြောပါဗယ်။ ိုင်းနိုင်ငံမှာအော်တိုဘာလ15ရက်နေ့ကစတင်လိုက်တဲ့တရားမဝင်နေ့ရွှေပြောင်းအလုတ်သမားတွေကိုဘတ်ခေါ်ပန်းရောင်ကနေထိုင်လုံခြုံရေးဝက်ပတ်မဲ့အသက်ပြုလုပ်ပေးမဲ့လုပ်ငန်းစဉ်ကိုယာယီရွှေဆိုင်းလိုက်တယ်လို့ထိုင်းအလုတ်သမားဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်ထိုင်းနယ်စပ်အခြေအနေမတည်ငြိမ်တာကြောင့်ဘတ်အစ်စ်လုပ်ငန်းစဉ်ကိုရှေ့ဆန်းလိုက်တာလို့ဖော်ပြထားပါတယ်။ဘယ်ရက်မှပြန်လည်ပြုလုပ်ပေးမယ်လို့လည်းဖော်ပြထားခြင်းမျိုးမရှိပါဘူး။ အလုသမားမှတ်ပုံတင်တာကိုအွန်လိုင်းဒါမှမဟုတ်လူကိုယ်တိုင်စီရင်သွင်းတာကိုယာယီရဆန်းလိုက်တာလို့ထုတ်ပြန်ထားပါတယ်။နိုင်ငံခြားအလုသမားတွေအတွက်နေထိုင်လုပ်ကိုက်ခွင့် e-work permit စနစ် အလုလုပ်ခွင့်လျှောက်လာကိုအွန်လိုင်း website ပေါ်မှာအော်တိုဘာလ15ရက်နေ့ကစတင်နိုင်ပြီလို့အလုသမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး24နာရီမပြည့်ခင်မှာအခုလိုထုတ်ပြန်ချက်တွေထွက်လာတာဖြစ်ပါတယ်။ ewebmedicine website နည်းပညာပြဿနာဖြစ်ပေါ်နေတာကြောင့်အခုလိုရာရီရက်ဆိုင်တာဖြစ်နိုင်တယ်လို့ဗတ်တင်ပေးနေတဲ့မြန်မာအကျိုးဆောင်တဦးကပြောပါတယ်အလုတ်သမားဝင်ကြီးဌာနရဲ့ဇူလိုင်လကုန်စည်ရင်အရာထိုင်းနိုင်ငံမှာဗတ်အသစ်တင်မှုစောင့်နေတဲ့မြန်မာကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံကရွှေ့ပြောင်းအလုတ်သမားနှစ်တန်းဝင်ကျင်ရှိနေပါတယ်။ ဩဖရာမြို့နယ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာ23ဦးဖမ်းဆီးခံရတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံတာခရိုင်ဖုတ်ဖရာမြို့နယ်ဗမုံကွန်ထိုင်းဒေသတဝိုက်မှာမနေ့ကနေ့ဆက်ကနေတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား23ဦးကိုဖမ်းဆီးခဲ့တယ်လို့ narration တပွဲလက်အောက်ခံ yachmanu အထူးတပွဲကထုတ်ပြန်ပါတယ် ရာဇမနုအထိုးတပ်ဖွဲ့ကဗမုံကိုထိုင်းဒေသတဝိုက်မှာတန်တရာဖြစ်ပွဲရင်းနှစင်းကိုကြားဖြတ်ဖမ်းဆီးခဲ့ပြီးစစ်ဆေးရာမှာတရားမွင့်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအလုတ္တမ23ဦးအမျိုးသား18ဦးနဲ့အမျိုးသမီး9ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကုညီသူရင်မောင်း2ဦးကိုပါဖမ်းဆီးခဲ့လို့သိရပါတယ်။တပ်တွေအဖြစ်ရင်းနှစင်းလုံးကိုတင်ဆီးခဲ့ပြီးဖမ်းမိသူတွေကိုတရားဥပဒေအရဆက်လက်အရေးယူဖို့ ဖုတ်ပရရဲစခန်းကို အနှင်ခဲ့တယ်လို့ရာချမနုအထူးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ထိုင်းသတင်းများဖော်ပြချက်အရစတမာလအတွင် ထိုင်းနိုင်ငံကိုနေဆက်ကနေတရားမဝင်ဝင်ရောက်ခဲ့တဲ့မြန်မာနိုင်ငံသားတထောင်ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရပါတယ်။မဲဆောက်မှာဇေယောင်းဆိုင်ပွဲတဲ့မြန်မာအုံအူကိုဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုဆက်ပြောပြပေးပါမယ်။ထားနိုင်ငံတခိုင်ရိုင်မဲဆောက်မြို့မှာ အော်တိုဘာလာ15ရက်နေ့တရက်အတွင်းခွင့်ပြုချက်မရှိပဲဈေးရောက်ချခြင်းဆိုင်ဖွဲ့ခြင်းအတွက်မြန်မာနိုင်ငံသား3ဦးကိုဖမ်းဆီးခဲ့တယ်လို့တခိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။အော်တိုဘာလာ15ရက်နေ့မနက်7:00နာရီဝန်းကျင်မှာမဲဆောင်မြို့မဲကုရက်ကွက်စီအနီးမှာမြန်မာနိုင်ငံသား2ဦးကိုကုန်စွန်ဆိုင်ဖွင့်လှစ်ခြင်းနောက်ထပ်မြန်မာနိုင်ငံသား2ဦးကိုမိုဘိုင်းဖုန်းပြုပြင်ရေးဆိုင်ဖွင့်လှစ်ခြင်းအတွက်စစ်ဆေးခဲ့ပြီးဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ မနက်ကန်သား၃ဦးကိုအလုံးလုံးခွင့်လိုင်စင်မရှိဘဲအလုံးလုံးချင်းနဲ့အရေးယူမယ်လို့သိရပါတယ်။မဲဆောက်မြို့မှာအော်တိုဘားလ9ရက်နေ့မနက်ကလည်းတရာရက်ရေတခွန်စီအနီးတစ်ဝိုက်မှာဆိုင်ဖွင့်ထားတဲ့မြန်မာနိုင်ငံသားအမျိုးသား၃ဦးနဲ့စုစုပေါင်း9ဦးကိုဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ အော်တိုဘာလာရှိရနေကလည်းထားနိုင်ငံတခိုင်ရိုင်မဲဆောင်မြို့မှာမွတ်စလင် အများစုနေထိုင်တဲ့ရက်ွက်ကိုရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ပြီးမူရစ်ဆေးဝါးရောင်းချသုံးဆွဲနေတဲ့မြန်မာနိုင်ငံသား၈ဦးကိုမူရစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးပူးပေါင်းအဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။အဆုံးအနေနဲ့ဖူခမ်းမြို့ကမ်းခြေမှာ jellyfish အစိတ်တဲ့သူတွေများလာတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဖူခတ်မြို့ပတောင်ကမ်းခြေမှာလာရောက်အပန်းဖြေသူတွေ jellyfish အဆိပ်သင့်သူတွေများလာတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ပတောင်ကမ်းခြေစာဝန်ထမ်းတွေအဆိုအရခီးတဲ့အများစု ရေထဲရေစင်းကူးပြီး jellyfish အဆိပ်စူးချင်းခံရပြီးအနီကွက်တွေအပူလောင်တာနဲ့ဓာတ်မတဲတဲ့လက္ခဏာတွေဖြစ်ပေါ်လာတယ်လို့သိရပါတယ်။ jellyfish အစိပ်ပြတ်နှက်မှုကိုတားဆီးဖို့ရှလကရီကိုအသုံးပြုပြီးရှေးဦးတူနာပြုစုတာပြုလုပ်ပေးနေတယ်လို့ကန်ကြီးစာဝန်ထမ်းတွေကပြောပါတယ်။ထမံကူတာမှုခံယူဖို့အတွက်အနည်းရှိဆေးရုံတွေကိုလွှဲပြောင်းပေးခဲ့တယ်လို့ပြောပါတယ်။ကန်ချင်မှာ jellyfish အစိပ်သစ်မှာက ရေထဲဆင်းနေရကနေချက်ချင်းတက်ရန်လိုအပ်ပြီးတတိလက်ချင်းအသက်ရှူရခက်ခဲခြင်းဖြစ်ပေါ်ပါက CPR အသက်ကယ်အကူအညီလှုပ်ဆောင်တဲ့နယ်လို့သိရပါတယ်။ အနီကွက်တွေပေါ်မှာဗနီကာရှလကာရေကိုလင်းမြန်စွာ လောင်းချပြီးမသက်တာပါကဇီယုံဈေးခန်းတွေကိုတွားရောက်တင်နေလို့ဘတ်တန်ကဲချေတာဝန်ရှိသူတွေကပြောပါတယ်မိုင်းဂရက်ထိုင်းရဲ့ပြည်တွင်းမြေပါရွှေပြောင်းအလုတ်သမားရေရတရင်တွေကိုနားဆင်ခဲ့ရတာပါမိုင်းဂရက်ထိုင်းရဲ့သတင်းတွေကို Facebook, YouTube, WhatsApp, Telegram စတဲ့ online media platform တွေကနေကြည့်ရှုနိုင်စင်နိုင်ပါတယ်။ကြီးကျက်တင်ပါတယ်ရှင်။